ာအုပ်ဖတ်ပါလူစာအုပ်ဆိုတာကိုယ့်အိမ်မှာရှိတဲ့အဖေအလကားချမ်းသာတာမဟုတ်ဘူးနော်အပြင်ထွက်ပြီးတော့ကိုပြေခိုင်စနေသိန်းတွေသိန်းနဲ့စနေသွားမတဲ့နဲ့အရင်လည်းကို့အဖေနဲ့ကိုစကားပြောကြည့်ဘူးကို့အဖေကသူတို့တွေတော်တာလည်းရှိကို့အမေလည်းတော်ခရီးဆရာဦးကိုကိုထွေးတော်ဝင်စင်သာကြီးထူတော်ဦးကိုကိုထွေးဆရာဘယ်သူတို့သိလဲသိလားသူ့အမေကျောင်းကိုမတက်ခဲ့ရဘူး မိဖို့တဲ့ကစီမံခန့်ခွဲတာအကုန်လုံးအမေရမနဲ့လေးဈေးဘလို့သွားဝယ်တယ်။မသားစောစောသွားလို့ရှိရင်ဟောဒီမှာစောစောစီးစီးပစ္စည်းရတယ်။နောက်ကျရင်ဈေးပေါင်မျိုးဝယ်ရတယ်ပစ္စည်းအကောင်းမရ။သားတွေကြောင်းသွားမယ်ဆိုရောတာကြောင်းသူသွားမယ်ဟာတာဈေးသွားမယ်ဟာအမေရစီမံခန့်ခွဲမှုကျွန်တော်မိဖို့တွေရရှိခဲ့တာ။လူလူတွေကအပြင်မှာသွားပြီးတော့ဒီကနေ့အချိန်ကြီးနေ။ကို့အိမ်မှာကို့ပံဝင်ကြီးမှာကို့ရံခွေထဲမှာအဲ့ဒီလူစီကိုတင်။ကို့အောင်ရွှေတော်မှာနေကြတဲ့ကွာဥောင်းရဲ့မိတ်ဆွေတငယ်တယောက်ကပြောတယ်။သူကလေး၈000လေးဆိုတော့ကာဒီကိုကစီးတော့ ကိုအောင်ခင်ရလို့ခမရကားမျိုးကျွန်တော်မစည်းနိုင်ဘူးလို့ထဆင်သူ၈000နေဟောကြည့်၈000နေဆိုဘူကနန်းကြီးနော်ပြခဲ့ဘူဒီမာရီတိတ်ဆွဲလမ်းမရှိနဲ့ဥအောင်ဘုံလည်းပဲ200နှစ်90ခုမှပေါင်းကြည့်တယ်73ကနန်းဖြစ်တယ်နော်နေရာတူတူဆဲပြင်းသူလို့နောက်ကားတွေလိုက်ကြည့်တယ်73နေကြည့်တိတ်ကနန်းနေပုံမှာတိတ်ဆွဲမကြည့်နဲ့နော်အခုနိုင်ငံသားတွေပါဆိုပါပါဆက်နှစ်ပြီတဲ့73မထားရဲ့လို့အထက်ဟောဒုက္ခဒုက္ခနော်ကနန်းပေါ်မှာအခြေကိုထားစို့ တော့ဆရာဦးကိုတွေ့ရပါတယ်သူ့အမေစီကလူစားအုပ်ဖတ်တဲ့အတွက်ခနေ့သူ့ရဲ့ management စီမံခန့်ခွဲမှုတွေအကုန်လုံးလုပ်တယ်အဲ့တော့တို့လူတွေလည်းလူစားအုပ်ဖတ်တဲ့ကလေးတယောက်ကငငယ်တုန်းက तू ကလိမ်မာတယ်တဲ့လိမ်မာတော့ကလေးလေးကအเจ้าရောက်တော့ပျက်စီးသွားတယ်တဲ့ပျက်စီးသွားတော့လူတွေကိုမေးတယ်ပေါ့ဒီကလေးပျက်စီးသွားတဲ့အเจ้าရင်းဟာပတ်ဝန်းကျင်မကောင်းလို့လားသူကိုယ်တိုင်ကညံ့လို့လားဆိုတချို့ကပတ်ဝန်းကျင်မကောင်းလို့လို့ပြောတယ်တဲ့မဟုတ်ပါဘူးတဲ့ဒီကလေးဟာသူကိုယ်၌ကမကောင်းတဲ့ပတ်ဝန်းကျင်မှာဘာလို့ပြောတာလဲ မကောင်းတဲ့ဘဝဝင်ခြင်းတွေရောက်ရင်ဥအောင်မကောင်းတဲ့ဘဝဝင်ခြင်းကိုရောက်တာပဲတကယ်ချင်းနေပြောတယ်အခုပြောတယ်ဥအောင်နဲ့ဥအောင်လို့ယူရရသွားတယ်ဘာသွားတယ်နေရအဆုံရောက်တယ်ပေါ့နော်ဟာမပြောဘူးမပါဘူးဟေ့အောင်လို့တကယ်ချင်းနေပြောတယ်မင်းတို့ပြောတယ်ပါတယ်ဆိုတာမင်းတို့ကအခုမှပြောတာငါကကွန်းရဆိုင်မှာနေလာတာကွန်းရဆိုင်မှာဘယ်ဖျားတကာမှမလာဘူးလို့အဲ့ဒီကောင်းနေပေါ့ဘူးကရုံးမထိတ်ွက်ပြီးစားလာတဲ့ကောင်မလုတ်ချင်းလို့ကိုမလုတ်တော့တာလို့လူဟာအချင်းခါတစ်ခုမှတော့ပြောင်းလဲရမယ်လေကိုအောင်တို့လည်းဟိုလူငယ်ဖြစ်တဲ့အတွက်ခုနပြောတဲ့ ဟိုမလိုအပ်တာတွေလုတ်ဖူးတယ်ဒါပေမဲ့ limit တခုမှလုံးဝရရတယ်မတန်လို့မလုပ်တာအခုချိန်မှာအွန်သမားတွေဥအောင်ကြီး AID ရဖြစ်လို့သေတယ်ဆိုဘယ်နဲ့လုံးမှာတော့တန်မှမတန်တာလုံးလုံးမဖြစ်ဘူးလေဥအောင်ကလောင်းကစားအဲ့ဒါတွေကဘာလဲပြောကိုကိုကိုလူဟာထိမ့်သိမ်းရမယ်အကိုကိုတန်မှုထားရမယ်အဲ့တော့လူငယ်တွေလည်းအခုချိန်ကလေးကဆိုလိုတာဥအောင်ကဟိုတက်20 30လောက်တုန်းကဟလာအငယ်နှောင်းနေထားခဲ့မယ်သူများတွေလင်ငယ်ညာခဲ့မယ်ဒီနေ့ချိန်မှာဖရဲတကဥအောင်ဆိုရင် Facebook မှာတင်ကြည့်လိုက်ပါလား နောက်က comment ဝင်တွေ့မဲ့កောင်នេះရွှေរោវកောင်នេះရှိပြီးသားလေဟာငါတို့တော့ဘာဆိုတာအဲ့ဒါတကယ်နဲ့တွေ့ရင်အခုကတည်းကကိုတီဆောက်တာနောက်အသက်50 60ကျမှလူကောင်းမဖြစ်ခြင်းနဲ့အခုကတည်းကတီဆောက်သွားအဲ့တော့ဒါတွေရာလဲတကယ်တမ်းတွေ့ကြည့်အကျင့်မှာပဲကွန်စားတဲ့လူကွန်စားတဲ့လူကရွင်းချင်တာပါပဲအဲ့တော့မစားရင်ဖြတ်လိုက်ရင်ကရွင်းကမချင်တော့ဘူးအဲ့တော့လူငယ်တွေအနေနဲ့ပြောချင်တာကအောင်မြင်ကြီးပွားတိုးတက်ခြင်းနဲ့လူကသူများခံစားခြင်းဓာတ်တွေလိုက်ခံစားလို့ရတော့မရနိုင်ဘူးအဲ့တော့ကိုတီကိုရဲ့ရည်ရွယ်ချက်ပါလဲဆိုတာထား မိကံဖကံကောင်းအောင်လို့ဆရာသမားမိဘကျေးဇူးဘယ်တော့မှမမေ့နဲ့ခဏချင်းဒီဦးအောင်တို့အသက်50 50 50 50 3အသက်ရှိနေသူတွေတနှစ်တခါဟိုးကွန်းရရောင်းနေဘဝကနေငါဘယ်လောက်ထိငါ့ကိုကျေးဇူးရှိဘူးလဲဆိုတဲ့ဟာတွေပြန်ပြန်စဉ်းစားတယ်အဲ့ဆရာကြီးခေါ်ပြီးတော့ခြေသူနဖူးတောင်လူးနဲ့ကြော့တယ်ဟာလာသူတို့ပြန်ပြီးတော့ဟာလာဦးအောင်ဟိုအမြဲတမ်းကျေးဇူးချက်တယ်ပေါ့နော်အဲ့တော့ဒါဥအောင်အမေတို့အဖေတို့လည်းလာသာပေးခဲ့တယ်တလ၁၆သိန်းပေးခဲ့တယ်အခုညီကိုတွေလည်းပေးတယ်ကိုသည်ဟာလား ဒီပေးဆက်မှုတစ်ခုနဲ့တာသွားနေရင်မတောင်းမနဲ့အကုန်လုံးပြန်ရပါတယ်เนาะပြောမယ်ဆိုရင်တော့အများကြီးပါပဲဒီလောက်ပါပဲ